အားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့ပတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆ iam စပယ်ဖြူနှုတ်ရေးထားတဲ့အိမ်အပြန် ဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါတယ်။အိမ်အပြန် အဝေးကအော်အော်တန်ခတ်တဲ့တဲ့ကိုကြားရလဲခိုင်းသည်ဒီတနည်းလဲအိမ်မပြန်နိုင်သေးပါဘူးကွယ်လို့တယောက်ထဲတီတိုညီမီလေသည်ငယ်တော့ကတော့အိမ်တွင် အမေကအလုံများနေစေခိုင်ကလည်းအနာမမခွာနိုင်သည်မို့အော်အော်တန်ကိုပင် ခိုင်ကိုခေါ်တာလို့ဆိုက မြှွေရာခံရသည်အော်အော်ဆိုတော့အတန်ကို အမေကခိုင်လေးခိုင်လေးလို့ပြောသည်တမီးကိုခေါ်နေတာလို့ဆိုသည်ဒါနဲ့ပင်အိမ်ရှိဝရန်တာထွက်ခါ အုပ်အောတန်ကြားသမျှပြန်ထူကနေခဲ့သည်အမေကတော့ခိုင်အနာမရှိ gain အိမ်အလုပ်များကိုတိမ်ကြုံလုပ်ခဲ့ရသည်တဲ့နောင်သောအခါတဖြည်းဖြည်းအရွယ်ရောက်ကြီးပြင်းလာတော့ဒါကိုပင်ပြန်ပြောင်းပြောဆိုကအမေနဲ့သမီးမှအလွမ်းဖြေကြရသည်တို့တော့ဝေးခဲ့ကြလိမ့်ပြီ နှွေဦးပေါက်လင်အော်အော်တန်ကြားသည်နှင့်အမေအိမ်ကိုလွမ်းရတော်လဲပြန်ဖို့ကိုတော့စိတ်နှလုံးကများစွာတိုက်တွန်းခြင်းမရှိလားအမေဟာခိုင်ကိုမလိုအပ်တော့ပါဘူးဟုစိတ်မှာဆွဲမှန်လျက်နေသည်အမေဒီခိုင်ထဲချစ်ခင်သူများနှင့်အနီးမှာဝန်းရံလို့ရှိခဲ့ပြီအလုံးဝင်ပြီးသည့်နောက်ခိုင်သည်အမေအိမ်ကိုခြေဦးမလဲတော့ပြီတစိမ်းမြို့ရွာဖြစ်တော်လဲနေပြောအောင်သာစူးစမ်း၍နေခဲ့သည်အိမ်ပြန်လဲခိုင်အဖို့မမြင်လိုတာ မုံတာမဟုတ်တော့လဲခင်တွေလိုစိတ်မရှိလာသူများကိုရင်ဆိုင်ရမှာခင်လာသည်ဘယ်လိုစကားဘယ်လိုအမှုရာတွေနဲ့ခိုင်နေရမည်လဲဟန်လှုပ်လင်လဲတက်ဆွမ်းမည်မဟုတ်ခိုင်ကဟန်ဆောင်ဖို့မှာညံ့ဖျင်းလာပေသည်ဒီလိုနှင့်ပင်လေးနှစ်ကျော်မြအတွင်ခိုင်သည်နွေရာသည်တိုင်းရောင်လို့မှခွင့်မယူအလုတ်ခွင့်မှအနားရသောတကြံရဲများမှာတော့တရားစခန်းဝင်ဖို့ရာလဲစိတ်မပြတ်သားနိုင်လင်းစာများသာလှိမ့်ဖက်နေရသည် ုတ်အော်ငဲ့အီအတန်ကိုအမတ်မထင်ကြားရလင်တော့ခိုင်ရင်မှနာချင်မြေအမေကတော့ပြန်မလာတော့သမီးလို့သူကို လွမ်းချိန်မှ ရှိရလားစကားဒီဒီတတာဆိုတတ်နေပြီဖြစ်တော့သားငယ်လေးနဲ့အလုတ်များနေတော့မှာပေါ့မနေ့တနေ့ကမှငါးနှစ်ပြည့်လေတော့မောင်ငယ်တယောက်ခိုင်မာရှိသေးဒီကို ခိုင်နေထိုင်ရအဆောင်၌ဘဲသူကိုမှ ပြောပြခဲ့ဖို့ခြင်းမရှိ ပြောဖို့ရလဲဝင်လေခဲ့သည် နောက်ဆုံးနဲ့စာမေးပွဲများဖြစ်ပြီးအလုံမဝင်ခင်တုန်းကတော့ခိုင်အိမ်ပြန်လိုက်သေးသည်ဒီတုန်းကအလုံကိစ္စကိုပင်အသေးချာမဆုံးဖြတ်ရသည်မြို့ကလေးမှာပင်အလုံဝင်ရမည်လားမန္တလေးဒါမှမဟုတ်ရန်ကုန်မှာနေရမည်လားမဆုံးဖြတ်ရသည် အိမ်ခဏပြန်ချင်းအမေအိမ်ဖြစ်တော့လဲထိုးစင်ကတော့သစိမ်များလဲရောက်ရှိနေပြီဖြစ်သည့်ရိတ်မြုံကိုစိတ်အားတင်းလို့ပြန်ခဲ့ရခြင်းဖြစ်လေသည်ခလေးမွေးပြီရဲ့လို့အကြောင်းကြားထားတာဒါမရှိခဲ့ဘူးဆိုရင် ခိုင်ရင်ဆိုကမေ့မျောသွားခဲ့မည်လားမသိအိမ်အဝင်တွင် အမေကိုကလေးတစ်ဖက်နှင့်တွေ့လိုက်ရချိန်၌ခိုင်တော်တော်နှင့်စကားမပြောနိုင်ပြန်လာတာမှများသွားပြီလားတရက်လောက်နေပြီးပြန်ရမလားတော်တော်လေအမေမျက်နာပေါ်ကနှစ်သိမ့်ဟန်ဆွတ်သော အပြုံးက ခိုင်ကိုစကားများစွာ ပြောနေသလိုရှိသည်နှင့်နေပြစ်ပါတော့မည်လို့ဆုံးဖြတ်ရသည်ဘယ်မှာအလုံဝင်မဲဆိုတာကတော့တဖြည်းဖြည်းစဉ်းစားယူရမှာပေါ့ အမေကိုရောတိုင်မြင်ရအောင်မလားမသိခလေးကလန်သွားတတ်စာတီတီတာတာစကားဆိုတတ်မြဟန်ကိုဒီကလေးကပင်တွေ့ရသည် အမေဖို့တော့တူရဲတော့တာတမီးကိုတမျိုးသားကိုတမျိုးချစ်ရသည်လို့များအမေကဆိုခြင်းမဲထင်သည် မိန်းကလေးဆိုရင်တောင်ခိုင်သည်ပြိုင်ပဲလို့မထင်မဲချစ်ရင်ချစ်နိုင်မလားမသိခုတော့သားတယောက်ထဲရဲ့လို့မိဘနှစ်ပါးကဝိုင်းသဲနေကြသည်နှင့်ပင် စိတ်နှလုံးကနောက်ကျစရာပြူလာသည် တကယ်တော့ခိုင်သည်သဘောထားကြည့်ဖို့ရလဲမတတ်နိုင်သည်အသက်မငယ်လာတော့တော့လဲမရင်ကျက်နိုင်တာကတော့အမှန်ပင်အမေဟာခိုင်ကိုမချစ်တော့ပါဘူးခိုင်ရှိခြင်းမရှိခြင်းဟာလဲအမေအတွက်အရေးမကြီးတော့ပါဘူးဒီလိုပင်စိတ်ပွေလီ၍နေရင်အရင်အရင်ကအိမ်ပြန်ရောက်တဲ့နေ့အိမ်ရှိအိမ်နောက်လူလာခန့်နေတတ်မည်ဖြစ်တော့ခိုင်သည်ငြိမ်လုံးမကငြိမ်သက်လာသည်အဖေလိုပဲအမေကခေါ်စေခြင်းတော့အမေခင်ပွန်ကိုဦးလေးဟုတွင်တွင်ခေါ်ကား ကလေးကိုလည်းတစ်ချက်မျှငဲ့ကြည့်ဖို့စိတ်မဝင်စားပဲအခန်းထဲသာခိုနေတတ်ခဲ့သည်။ဒီလိုတယောက်တည်းနေချင်းရှိလာတာကပဲခိုင်စိတ်ကိုပို့လို့ဆိုးလာစေခဲ့တဲ့ထင်ပါရဲ့။ကြာတော့လည်းကလေးကို မြင်လို့စိတ်နဲတဲ့နဲလာက အမေကိုစကားပြောလို့စိတ်လည်းမရှိ။ဘယ်သူနဲ့မှ ရောနှောမနေချင်း။အရင်ကလိုပင်အရက်ထဲတဲပြီးမထွက်ဖြစ်ပြီ။တဦးတယောက်ကမျက်လုံးချင်းဆုံလို့ပြုံးပြလင်ပင် ခိုင်သည်စိတ်ထဲမလုံးလား။တနာကြာကောင်းတဲ့ကလေးမှာ ပထွေးနဲ့နေရရှာတယ်။အမေကကလေးငယ်ငယ်လေးနဲ့လေစသဖြင့်ပြောနေမလားပူပန်လျက်နေသည်။တငယ်ချင်းတို့ကိုလည်းရှောင်းကားနေမိပြန်သည်။သူတို့ကတော့ခင်တရမာနာကြီးလာတဲ့ဆိုကောင်းဆိုမီတို့တော့ရှိပါစေ။သူတို့နဲ့စကားလက်ဆောင်ကြရင်ရောခိုက်အင်အကြောင်းမဆက်စုဘူးလို့ဘသူအမခံနိုင်တယ်လေ။ကွဲရမှာစကားရင်းဆိုကြမှာပဲဟုစိတ်ထဲဆွဲတာမပြောက်လာပဲ။ ်လည်းမလာပါလားတည့်ရက်မှာတော့တငယ်ချင်းတယောက်ကအိမ်အထိပင်လိုက်လာသည်တငယ်ချင်းလို့ဆိုတော့လဲပခုံးဖက်ပေါင်းရလောက်အောင်တော့ရင်းနှီးဖို့ကောင်းသူမဟုတ်သူ့ကိုခိုင်မနစ်လို့လားသူဒီကြင်မြောင်သောမျက်လုံးကလေးများနဲ့လူတကာကိုစူးစမ်းချင်တတ်သည်အဲ့ဒီနေ့ကလည်းခိုင်မျက်နှာကိုအားနာခြင်းအလင်းမရှိစူးစမ်းတာကြုံရသည် ခိုင်ပါများဖြစ်နေပါလိမ့်လို့တွေးနေမှာပေါ့အစင်မပြေသေးတို့ကိုကြားသိရရင်နှစ်သိမ့်ခြင်းတရားနဲ့ပြောကြစကတင်ရအောင်မှာပေါ့ ခိုင်သည်မကောင်းတတ်သည်နှင့်စူးစားပြုံရသည်မဟုတ်ပါဘူးကွအเจ้าမှမနာရသည်မအိမ်ရောက်မှအဝနာနေရလိုပါမသိပါဘူးခိုင်ရဲ့ခိုင်များမောင်မောင်လေးထိနေသလားလို့မဟုတ်ပါဘူးခိုင်ဘာသာနားနေတာအေးလေတော်လေးကနင့်ကိုတော့ဘယ်ခိုင်မှလဲနော်တမီးလေးတယောက်ထဲပဲဟာခိုင်သည်စိတ်ပြက်စပြူလာသည်ဘာစကားမှပင် မတုံ့ပြန်မီသူကပဲစကားဆက်ပြန်သည်မှာဘာပဲဖြစ်ဖြစ် ခိုင်ကန်ကောင်းပါတယ် အဖေရင်မဟုတ်ပေမဲ့ဦးလေးကလူအေးပါအဆင်ပြေမှာပေါ့ခလေးကလည်းချစ်စရာနော်ခိုင်ရဲ့ခိုင်သည်နှုတ်ကအော်ဟစ်လိုက်ခြင်းတည်းကိုထိန်ချုပ်ထားရသည်နှကန်းကိုတင်းတင်းစိတ်ထားရသည်မြ мян ပြတ်မှာတော့ဘာစကားမှလည်းမပြောခြင်းဒေါသလည်းမထွက်ခြင်းတည်ကြတဲ့သူ့မှာလည်းတက္ကသိုလ်အကြောင်းမေးစရာပြောစရာများစွာရှိနေပြန်သည်စိတ်ထိန်ခိုင်ရဲ့စိတ်ထိန်တင့်သက်ကိုအကြိမ်ကြိမ်ရှိုက်လျက်အလိုက်တဲ့စကားပြောရသေးသည်မှာ အဲ့ဒီနေ့ကတော့ဘဝမှာဘယ်တော့မှမပင်ပန်းခဲ့ဘူးထင်လာသည် လူတွေများခက်လာပါရဲ့သူတစ်ပါးစိတ်နာကြံပွဲဖြစ်ရမည်ကိုသိလျက်နဲ့ရဲပွဲဖွဲ့လိုသလားခိုင်သည်ဘယ်သူ့ကိုအပြစ်ဆိုရမှန်းမသိစိတ်ထဲရှုပ်ထွေးလာသည် အမေနောက်အိမ်တော်ထူစဉ်ကစိတ်ထဲဆုံးရှုံးနာကျင်ဘူးဒီကိုတတိယလာသည်ခလေးကိုမြင်ရစဉ်ခဏအယားယာပျောက်ဆုံးသွားသူလို တွေ့ရမဲ့ခံစားရတာတတိယလာသည် တို့ပေမဲ့အမေကို အပြစ်ဆိုရမှာတော့ဝင်လေးလာတဲ့နဲ့ကံကြမ္မာကိုသာအကောင့်ထဲမြင်ရရင်လက်ညှိုးထိုးကဲ့ရဲ့လိုက်ခြင်းပဲဒီ ဒီလိုနဲ့ပင်စူးစမ်းမှုကိုမုံလာတော့ခိုင်သည်စူးစမ်းကျင်တတ်သည့်ပတ်ဝန်းကျင်နှင့်စိမ့်သက်သက်စိမ့်လာသည်စောက်အုပ်များကိုပင်မိတ်ဆွေစည်းလိုထင်မှတ်ပြီးတိုးကာခင်တွယ်လာသည်အခန်းထဲစောက်အုပ်များဖြန့်ကျဲမတန်ချထားတခါတခါတရံတော့လဲစာရေးဖို့ကြိုးစားနေတတ်ပြန်သည်အမေကတော့ခိုင်ကိုဆိုးသည်လည်းမပြောကောင်းသည်လည်းမပြောဦးလေးလိုခေါ်သည်ကိုလည်းမသိသလိုသာနေသည်ကလေးကိုလှည့်၍မြမကြည့်သည်ကိုလည်းထူးလို့မညိုစု နေသားတယ်လို့သာနေလို့ဆိုလိုခြင်းသေးလားအမေခိုင်ကိုဂယုမဆိုင်တော့ပါဘူးဟုရှေးကထဲယုံကြည်လာပြန်သည်စိတ်ရိုင်းဝင်နေတယ်လို့လူတကာကိုအပြစ်မြင်တတ်လာစေတရက်မှာတော့အပြင်ဘက်စအောင်ထွက်ငါပြီးအပြန်တွင် အခန်းထဲ၌မဝင်စဘူးဝင်နေတော့ကလေးကိုတွေ့ရသည် အမေပဲရောက်နေတယ်လေခိုင်သည်တခဏချင်းပင်ထူပူကဒေါသတကြီးဖြစ်လာသည်ကလေးသည်ခိုင်စအောင်များပေါ်မှတက်ထိုင်လျက်ရှိသည် လက်ထဲမှာတော့စောက်ချေထားသော စာရွက်များခန့်ရေးလက်စာအစားများကလေးသည်ဘာမှမသိနားမလဲသောပကတိမျက်နှာလေးနဲ့ခိုင်ကိုလှမ်းပြုံးပြနေသည်စက္ကန့်ပိုင်းအတွင်းမှာပင်ခိုင်သည်ကိုကိုကိုဘာလုံးမိတယ်လဲမသိတတ်နိုင် အသည့်စိတ်လွတ်နေသူလို ဖြစ်ခဲ့မှာပေါ့စိတ်နှင်ကိုကတ်ဆပြုတ်ချိန်တွင်ကလေးသည်ကျမ်းပေါ်တွင်လဲလျက်ရှိသည်ဟစ်အောငိုကြွေးလျက်ရှိသည်ခိုင်သူကိုတွန်းထိုးပြလိုက်မိသည်ထင်သည်တစ်ချက်နှစ်ချက်လဲရိုက်လိုက်မိတာပဲ။ ခိုင်ချက်တော်ပစ္စည်းကိုထိလို့ဆိုတာထက်ပင်ကိုအမုန်းစိတ်အခံကားများပိုကဲသွားလေသလားတိနောက်တော့အမေအခန်းထဲဝင်လာကခလေးကိုထူပွေတာခိုင်ကိုမျက်ရည်ဝဲလျက်ငေးကြည့်နေတာမြင်ရသည် အမေရင်ထဲဆူပွက်နေမှာပဲตาလေးထိလို့လဲနာမှာပဲဒါပေမဲ့ခိုင်ကလည်းတမီးမဟုတ်လားအမေပြောရခက်နေမှာပေါ့ခိုင်ကဦးလေးလို့ခေါ်မြင်းဖြစ်တော့အမေခင်ပွန်းကတော့ဒေါသတကြီးဖြစ်တာမြင်ရသည် အမေကကြားမှဖြန့်ပြေးတာကြုံရသည်။ခိုင်သည်ဘာစကားမှလည်းမဆိုဘဲသူတို့ကိုငေးကားသာ နေခဲ့သည်။အဲ့ဒီနေ့ကစလို့ဆုံးဖြတ်ရပြန်သည်မှာ ခိုင်သည် အမေအင်ကို စွန့်ခွာရတော့မည်လို့ပင်။နောင်ဘယ်သောအခါမှပြန်လာနိုင်မည်လည်းမသိ။အမေနှင့်ခိုင်သည်အတူနေလို့ဖြစ်တော်မည်မဟုတ်။အမေချစ်သူတွေကို ခိုင်ကချစ်နိုင်မယ်မဟုတ်။တစစာတိထဲဝေးရဖို့သာရှိမည်။ စောစောစီစီဆွန့်ခွာတာဟာအမိအတွေ့ရောခိုင်အတွက်ပါအကောင်းဆုံးဖြစ်မှာပဲခိုင်သည်ကို့ဆုံးဖြတ်ချက်နှင့်ကိုပင်အမိကိုကတော်နှုတ်ဆက်ခဲ့ရသည်မြို့ကလေးကိုနှုတ်ဆက်ခဲ့ရသည်အဝေးမှာကြံလဲရင်ကတခါတရံအိမ်မက်များတဲ့အမိကိုမြင်မဲ့လင် ခိုင်ရင်မှနာကျင်မဆုံးသို့တော်ခိုင်သည်လက်ရှိနေသောနေရာကို အမိကို လိပ်စာဖုန်းတို့ပေးထားသည်မှအပအဆက်အသွယ်လဲအထူးတည်းလဲမလုပ်ဖြစ်အမိဘဝနဲ့အမေ နေပြောနေမှာပေါ်လို့သာ အဝေးကတွေ့ပြီး ဒေါသပွားသည့်အခါလဲရှိသည်ဝမ်းနေသည့်အခါလဲရှိသည်ခို့တော်လဲခန့်ရဲ့အဝေးကကဗျာရှိဟာလေးနှစ်ကျော်ခဲ့ပြီခုချိန်အထိအတိတ်ကိုတတတာလွမ်းတံမြင်ဖြစ်ရတော့လဲအိမ်ပြန်ဖို့စူးစမ်းလို့မရအိမ်မပြန်နိုင်သူအပြန်ခက်သူခိုင်းဒီနေ့ရောအိမ်မပြန်ဘူးလားဟိုအခန်းပေါ်ကတရက်မှာစူဇန်သေးသည် မပြန်ဖြစ်ဘူးထင်ပါရဲ့ခိုင်ကတူတူတုတ်တုတ်သားဖြစ်ရသည်တနစ်မှအိမ်မပြန်ဖြစ်သူကိုအံ့အားတင်နေမှာပဲ။ တကယ်တော့ခိုင်မာပြန်ကျင်ရက်နဲ့အပြန်ခက်ရတာဘယ်သူမှသိနိုင်မည်မဟုတ်ပြီးခဲ့တဲ့တစ်နှစ်ကလည်းတကြံမှာတဆောင်လုံးအိမ်ပြန်ကြသည်တွင်အဆောင်မှာခိုင်တယောက်တည်းတရေလဲထူးလို့ကြောက်တတ်သူမဟုတ်လေရာအပေါ်ဒတ်တစ်ထပ်လုံးခိုင်တယောက်ထဲလဲနေရဲခဲ့သည်ဘေးကအိမ်မကြီးမှာနေတော့အဆောင်ရှင်ကပင်အံ့အားတင်ကျင်သေးသည်မိဘများရှိသေးတယ်မဟုတ်လားလို့တကြိမ်မေးဘူးသေးသည်အမေရှိပါသေးတယ်လို့ခိုင်ကဖြေတော့အံ့ဩဟန်ကိုမြင်ရသည် မိဘအကြောင်းလဲစကားဆက်တတ်သူမဟုတ်အိမ်လဲပြန်တတ်သူမင်းတတ်သူမဟုတ်လေတော့ပတ်ဝန်းကျင်မှာခိုင်ဟာလူတူးလူဆန်းတယောက်ဖြစ်နေခဲ့သလားမသိခိုင်မှာတော့ကိုတန်ရနဲ့ကိုပါဒီလိုအနှွေဥပောက်ရောက်လေတိုင်းခိုင်စိတ်တို့နာနာကျင်ကျင် ရှိလျက်နဲ့ပင် အမေရင်ခွင်ကိုတယောက်ထဲပိုင်ခဲ့ဘူးတော့တစ်ချိန်ကို လွှားရတတ်တာဘယ်သူသိတယ်လဲသို့တော့ခိုင်ကရှင်းလဲမပြလို့ပြီတခါတလေတော့လဲ ိမ်ပြန်တယ်ဆိုပြီးတနေရာရာခရီးထွက်ရမလားစဉ်းစားသေးသည်တော့တော့မလုပ်ဖြစ်သူတကအိမ်ပြန်ကြတော့ຫນွေကိုတော့မုန်းလာတာအမှန်ပင်တည်း တနစ်တနစ်အချိန်ကုန်တာလဲမြန်လိုက်တာကွဲလို့ကိုမပြန်ပြစ်တော့လဲအားလုံးမျောကြမြဲဖြစ်သည့်ညွေယုံပိတ်ရဲ့ရှေကိုညူဆူနေတတ်လေသည်ဒီနှစ်လဲမပြန်သေးဘူးကွဲတင်နန်းတစ်ခုလောက်တက်လိုက်အောင်မယ်လို့ခိုင်က အဆောင်မှာကြေညာထားသည်ပြက်ကလေးရများသည်တရပီတရအကုန်လုံးစေပိတ်ရဲ့ရှေလဲနီးလာပြီအဆောင်မှာလဲအထုပ်ပေါ်ပြင်သူတို့ကပြင်ကြပြီတိုင်မင်စကားဆိုကြပြီခိုင်သည်အခန်းပေါ်နဲ့လဲစကားများစွာမပြောမီပဲ စာအုပ်ကိုသာအဖော်လုပ်နေမိပြန်သည်ဆင်ဆက်တော့မနာလိုစိတ်သာဖြစ်မြင်ထင်သည်မိသားစုဓာတ်ပုံကိုစပွဲပေါ်တင်ကအိမ်အကြောင်းတွင်တွင် ပြောတတ်သူကိုတဲပြီးကြည့်မရလားအိမ်ကအမေတို့ကလွမ်းနေကြပြီတဲ့ပိတ်ရရရချင်း ပြန်မပါပဲလို့တရက်မှမတိတဲ့နိုင်စွာ ဆိုသေးသည် ခိုင်ဒီသူရိုးသားတာကိုတိလျက်နေပင်စိတ်မှာမုန်းစိတ်ဝင်ကျင်တယ်လို့ဖြစ်ရသည် အမေကတော့ခိုင်ကိုမလွမ်းဘူးလား ဒီမေးခွန်းကိုတော့ခိုင်သေးကိုကိုကိုပင်မမေးရလားအမေနဲ့လည်းစကားမပြောဖြစ်တာကြာပါပြီနောက်ဆုံးဖုန်းပြောဖြစ်တာပင်ခွန်းလကြော်ပြီခုတလောတော့ဘာကြောင့်ရဲမသိအမေကိုတတိတရာရာရှိလာသည်တီးကြတဲ့အိမ်မက်လည်းမသေးသည်အိမ်မက်ထဲမှာတော့ခိုင်မုံတီးကျင်သောခလေးလည်းမပါခိုင်သည် အမေရင်ခွင်တွင်မိကအထူးတလဲပျော်ရွှင်နေခဲ့သည်မှာအိယာက နိုးတာပင်ရင်တဲလှုပ်ခုံနေတာမပြေပြောက်သည် ဖုန်းဆက်အောင်မှာပါပဲလို့တွေးတော်လဲတကယ်တမ်းမှာတော့ဖုန်းလည်းမဆက်ဖြစ်ပြန်စကားပြောပြန်လဲမနှွေးထွေးမိမှာဆိုလာသည်တိုက်ဆိုင်သည်လို့ပဲဆိုရမည်လားမသိအိမ်မက်ကိုမှတ်မှတ်ရရမက်ပီသည်နောက်တရက်တွင် ခိုင်သည်ဖုန်းလက်ခံစကားပြောရဖို့ဖြစ်လာသည် ခိုင်ရေအိမ်ကဖုန်းနဲ့လို့တရရောက်ကခေါ်လဲအမေများလားဟုဘုံငနေထင်မှတ်ခါလိုက်ခနေပျော်ရွှင်ရသည်သို့တော့ခိုင်မျော်သူမဟုတ်ပြီတမိခိုင် ဒီနှစ်တော့ပြန်လာပြစ်မယ်မဟုတ်လားလို့မိတာကိုကြုံလဲခိုင်သည်နှုတ်ကရိုင်းပြခြင်းတွေကို ထိန်ချုပ်ထားရသည်ခိုင်ဟာဥလိရဲ့တမီမဟုတ်ပါဘူးလို့လဲပြောခြင်းလာသည်ပြန်မလာပြစ်ပါဘူးခိုင်တန်သည်ဒုံးတိနိုင်သွားသလားမသိသို့တော့မတတ်နိုင်တိထဲလဲပို့၍ချိုးတာနိုင်မည်မဟုတ်တမီပြန်လာဖို့ကောင်းနေခိုင်တမီမေဟာတမီကိုလွမ်းနေစိတ်နဲ့ဘလောက်ကြာသွားတယ်မှတ်တယ်လဲပြောနေတာထက်ခိုင်လာကြည့်စေခြင်းနဲ့ ခိုင်သည့်ချက်ချင်းပင်ရန်တဲနှင့်ကနေနာက မျက်ရည်များဝဲတက်လာသည်တိသားပဲအမေခိုင်ကိုလွမ်းနေမှာတိသားပဲဘာကြောင့်လဲဆိုဒီကြားတဲ့ခိုင်လဲလွမ်းနေခဲ့တာပဲမဟုတ်လားသူတကအိမ်ပြန်ချိန်မှာအိမ်ပြန်ချင်လာတာမဟုတ်လားသို့တော့မာနနဲ့စွန့်ခွာလာသူမို့အပြန်ခင်လာတာအခုဆက်တာအမေဆက်ခိုင်းလို့လားတုံ့ပြန်လမ်းမိသောစကားတန်သည်ဟိုးအဝေးကလွင့်မျောလာသလိုပဲဟုခိုင်ပါသာထင်မိပြန်သည် တိုးတဲ့တဲ့သူ့ပေမဲ့စိတ်လှုပ်ရှားစွာဟုတ်တယ်ခိုင်းမလေးနေမကောင်းဘူးလေအစကတော့သူကိုယ်တိုင်ဆက်မလို့ပဲမောနေမှာဆိုတာကြောင့်ဦးလေးလာဆက်ပေးတာအမေနေမကောင်းဘူးခိုင်းဒီတစ်ချက်မြရှိုက်ငင်လိုက်မိသည်စိတ်တည်လဲအိမ်တို့လွတ်မြောက်သွားသည်ထင်ရသည်အမေကရင်နာကိုပင်ရောက်သွားသည်ထင်ရသည်ခိုင်းတပီလေးပြန်လာပြီလားလို့ဆိုတော့အမေစကားတန်ကိုပင်ကြားရသည်ထင်လာသည် ခိုင်သည့်မျက်ရည်များဝိလဲကဖုန်းထဲဘာတွေဆက်ပြောမိမှန်းမသိ။အဲ့ဒီနောက်အခန်းထဲဘယ်လိုပြန်ရောက်ခဲ့သည်လဲမသိ။ပဝင်းကျင်ကိုတတိပြုတ်မိလင်ခိုင်သည့်ရှိုက်ကြီးတငယ်ငိုကြွေးလျက်ရှိသည်။အခန်းပေါ်ကဘေးတွင်တအံ့တော်မင်းမြန်လျက်ရှိသည်။အိမ်ပြန်အောင်မယ်။အိမ်ပြန်အောင်မယ်။ဟုခိုင်သည့်မျက်ရည်များအကြကတွတ်တွတ်ရေရွလျက်ရှိသည်။ပစ္စည်းများကိုတင်ကျင်လာပြန်သည်။ကားလက်မှတ်ဝယ်ရအောင်မည်။ပေးရမရောက်ခင်ပြန်ရမယ်။ခွင့်ယူပြီးပြန်ရမယ်။ ဒီတစ်ချိန်မှမပြန်ပြစ်လင်နောင်ပေတော့မှပြန်ပြစ်နိုင်မည်မထင်တော့တကယ်တော့ခိုင်မှလည်းမိသားစုရှိပါသေးသည်စိတ်နုနယ်သေးသောတစ်ချိန်ကအမုန်းတို့ကိုလည်းခိုင်မေရော်လိုက်ခြင်းပြီဦးလေးတို့တခြားသွားနေပေးရမလားလို့ဖုန်းထဲမှာမေးသည်ကိုတတိယလာသည်ခိုင်ပါပြန်ပြောမိလိုက်ပါလေမလိုပါဘူးဦးလေးရဲ့လို့ဆိုလာတကယ်တော့အမေမှလည်းခိုင်မဟုတ်တော့သူတို့ကိုချက်တာရှိအောင်ပါပဲလို့ချီးပြန်းလာတော့နားလေစားပြုတ်ပြီး တော်တော်အိမ်ပြန်ရောက်လဲမနာလိုစိတ်ဝင်အောင်မလားမသိခုနေတော့မတွေးလို့သည်အမေနေမကောင်းဘူးလေခိုင်အိမ်ပြန်မှဖြစ်မယ်အမေကခိုင်ကိုလွမ်းနေပြီတဲ့သူတစ်ပါးပြောစင်ကတော့မုန်းစရာကောင်းသည်လို့ထင်ခဲ့ဘူးသောစကားဟာကိုယ်တိုင်ပြောရတော့လဲချုံမြင်လိုက်တာကွယ်ခိုင်ဒီလိုပြောလို့များကြားရသူတို့ကရေပွဲဖွဲ့ကြမလားမှုတော့မမှုခြင်းပြီအမှန်တော့လေလောကကိုကျေးဇူးတင်စရာဖြစ်လာဒီမှာ အမေဝမ်းမကျုပ်ကလေးကပါပဲလို့လဲနားလေတက်ခဲ့ပြီးဖြစ်လေသည်စပယ်ဖြူနုနားဆင်အပေးခဲ့ကြတဲ့သူ အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်